hello okay တချို့ကပြောကြတယ်အလုပ်တစ်ခုစလုပ်ဖို့အတွက်တဲ့ကိုယ့်ကိုအာယုံကြည်ချက်မရှိဘူးပေါ့နော်အာယုံကြည်ချက်ရှိအောင်လို့ဘယ်လိုလုပ်ကြမလဲလုပ်ငန်းတစ်ခုစကျင်တယ်ဝင်ငွေလမ်းကြောင်းတစ်ခုဖန်တီးကျင်တယ်ဝင်ငွေတစ်ခုရကျင်တယ်ပေါ့နော်အဲ့တော့ online မှာပဲဖြစ်ဖြစ်အာ offline မှာပဲဖြစ်ဖြစ်ဒါဆိုလို့ရှိရင်အဆင့်နှစ်ဆင့်ပဲလုပ်ကြမယ်အဲ့နှစ်ဆင့်ကိုတော့လုံနိုင်ပြီဆိုလို့ရှိရင်သိကြတယ်မိတ်ဆွေတီဝင်ငွေလမ်းကြောင်းဖန်တီးပြီးသားလည်းဖြစ်သွားလိမ့်မယ်အဲ့တော့ပထမတစ်ချက်ကဘာလဲဆိုတော့နံပါတ်1နော် ကိုကိုကိုယုံကြည်ပါကိုကိုကိုယုံကြည်မှုဒီနံပါတ်1ပါအဲ့တော့ကိုဒီဖြစ်ပါမလားလုံနိုင်ပါမလားအောင်မြင်ပါမလားမြတ်ပါမလားဆိုတဲ့ဟာတွေကိုဘေးဖယ်လိုက်ပါနော်လူတွေငါ့ကိုဝေဖန်မလားကဲ့ရဲ့မလားဟလာလူတွေကငါ့ကိုငါကြာရှုံးသွားလို့ရှင်ရှုံချမလားနော်ငါဆုံးရှုံးသွားလို့ရှင်ငါ့ကိုလူတွေကမခေါ်ဘဲနဲ့နေမလားအဲ့ဒီအတွေ့တွေကိုလုံးဝထုတ်လိုက်ပါကိုကိုကိုယုံကြည်မှုနဲ့စတင်ပါဘာကြီးပဲဖြစ်နေဖြစ်နေငါ့ကိုငါယုံကြည်တယ် ငါအကောင်းဆုံးလုပ်နိုင်တယ်ဆိုတာကိုယုံကြည်တယ်ငါအကောင်းဆုံးလုပ်မယ်အတော်ဆုံးလုပ်မယ်အရာအားလုံးကိုငါလုပ်နိုင်တယ်အရာအားလုံးကိုငါဆုံးဖြတ်ချက်ချနိုင်တယ်ဆိုတဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုသည်နံပါတ်၁ပါအဲ့တော့နံပါတ်၂ကဘာလဲဆိုတော့သူများကိုယ့်ကိုယုံကြည်လာအောင်လုပ်ကြမယ်အဲ့တော့ဒီနေရာမှာသူများကိုယ့်ကိုယုံကြည်လာအောင်ယုံကြည်မှုတစ်ခုပေါ့နော်သူများဆိုတော့ဒါလူတွေပေါ့လူတွေဆိုလို့ရှိရင်ကိုယ့်ကိုပတ်စံပေးမဲ့ customer တွေလို့လည်းပြောလို့ရတယ်ကိုနဲ့လုပ်ငန်းအတူလုပ်မဲ့မိတ်ဆွေတွေလို့လည်းပြောလို့ရတယ်ပေါ့နော် အဲ့တော့လူတွေရဲ့ယုံကြည်မှုကိုရဖို့အတွက်ကျမတို့ဒီ personal brand လို့ခေါ်တယ်ကိုယ့်ရဲ့ brand ကိုယ့်ရဲ့အမှတ်တံဆိပ်ကိုယ့်ရဲ့ထုတ်ကုန်လေးကိုတိစောက်ဖို့အရန်အရေးကြီးပါတယ်အဲ့တော့ဒီဟာကိုတိစောက်တဲ့နေရာမှာတချို့ကအမ် okay ကျမကဒါလေးရောင်းနေတယ်ပြီးွားပြီတရက်ထဲနဲ့နောက်နေ့ကျရင်နောက်တမျိုးနောက်နေ့ကျရင်နောက်တမျိုးအဲ့လိုလုပ်လို့မရအောင်အဲ့တော့ကျမတို့ကကိုယ့်ရဲ့ကို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 လူများတွေဟဲ့လား customer တွေပတ်စံပေးမဲ့လူတွေယုံကြည်မှုရှိအောင်အတွက်ကိုဒီ ဘယ်အရာနဲ့ငွေငွေရှာကျင်တာလဲအဲ့ဒီဟာတခုသိရမယ်ဥပမာအထည်ရောက်ပြီးတော့ငွေရှာကျင်တာလားဟာလားဟင်းနေထမင်းနေရောက်ပြီးတော့ငွေရှာကျင်တာလားဟာလားပစ္စည်းပစ္စရာတွေရောက်ပြီးတော့ငွေရှာကျင်တာလား cosmetic တွေရောက်ပြီးတော့ငွေရှာကျင်တာလားအဲ့ဒါကိုသိပြီဆိုလို့ရှိရင်ကိုသွားမဲ့လမ်းကြောင်းပေါ်မှာကိုရွယ်ကျွမ်းကျင်မှုကိုရဲ့သိမှုပေါ့နော်ဒီလုပ်ငန်းကိုဘယ်လောက်ကျွမ်းကျင်လဲဘယ်လောက်နားလဲလဲအဲ့ဒီအရာတွေကိုလူတွေမြင်အောင်ချပြဖို့လိုတယ် ဒါမှလူတွေကအော် तू ကဒီလုပ်ငန်းမှာတကယ်ကျွမ်းကျင်ပါလားအဲ့တော့မှပဲရေရှိလူတွေရဲ့ယုံကြည်မှုကိုရမှာနောက်တစ်ခုသည်အမြဲတမ်းဒီ customer တွေနဲ့အမြဲတမ်းလူတွေနဲ့ကိုယ့်ရဲ့ fan တွေနဲ့အမြဲတမ်းထိတွေ့မှုအမြဲတမ်းရှိရပေါ်လိုက်ပြောက်လိုက်လုပ်လို့မရအောင်အဲ့တော့ design မမတ်လုပ်ဖို့လိုတယ်နေ့တိုင်းအချိန်မှန်ဗီဒီယိုတင်မယ်ဆိုရင်လည်းဗီဒီယိုတင်ရမယ်ကိုလုံးနေတဲ့အလုံးမှာစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေဘာကြီးပဲဖြစ်နေဖြစ်နေဖြစ်နေကိုဒီပုံမှန်လုပ်နေရမယ်ဒီနေ့ပဲမှာ ကိုသည်ဟလာဇွဲလုံးလာဝရိယနဲ့ပုံမှန်ရှိနေတယ်နောက်တစ်ခုကပြောတဲ့စကားတွေသည်မေတ္တာစေတနာဂယုဏပါတဲ့စကားလုံးတွေဖြစ်ကြမယ်လူတွေအပေါ်ကိုဟလာစင်နာတနာတတ်တဲ့မှန်ကန်တဲ့စကားလုံးတွေဖြစ်ဖို့လည်းအရေးအရေးကြီးအဲ့တချို့ဆိုလို့ရှိရင်ကျမမလေးရှားမှာ online လောက်လာတာဆိုရင်17နှစ်ကျော်သွားပြီပေါ့နော်အဲ့တော့ဘာကိုတွေ့လာလဲဆိုတော့တချို့တွေကပစ္စည်းတစ်ခုရဲ့ကောင်းတာဆိုတာအဲ့ဒါတွေမသိဘူးအငွေရရင်ပြီးတော့ ချို့တွေကကြတော့ဒီပစ္စည်းတွေမကောင်းမဲမကောင်းဆိုတော့သူတို့သိတယ်။သူတို့ကိုယ်တိုင်းလည်းမသုံးဘူး။ဒါပေမဲ့ customer ရှေ့ကြလို့ရှိရင်တော့ဟာဘလို့ကောင်းတယ်၊၃ရက်နဲ့ဘလို့ကောင်းတယ်၊၄ရက်နဲ့ဘလို့ကောင်းတယ်တကယ်တကယ်ကြတော့ကောင်းမလား။အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ကိုပြောတဲ့စကားနဲ့ကိုလုံးတည်ကိုလုံးနေတဲ့အလုပ်တွေနဲ့မတူတော့ဘူး။မတူတဲ့အချိန်မှာကျမတို့လူတွေရဲ့ယုံကြည်မှုကိုမရဘူး။အဲ့တော့အများအားအများရဲ့ပြဿနာအများဖြစ်နေတဲ့ဒုက္ခတွေကို ပိုဘလိုဖြစ်ရှင်းပေးမလဲမေတ္တာစေတနာဂယုဏမုရိတာပွားပြီးတော့ဒီလိုမျိုးစိတ်နဲ့လူများတွေရဲ့ယုံကြည်မှုကိုကျမတို့တိဆောက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာအ ਨੇ ဆုံးတစ်ရက်နှစ်ရက်တစ်ပတ်နဲ့မရပါဘူးအ ਨੇ ဆုံး3လ3လကနေ6လအတွင်းအကယ်၍သူများတွေရဲ့ယုံကြည်မှုကိုရသွားပြီဆိုလို့ရှိရင်တော့ကိုဘာပဲလုပ်လို့အဆင်ပြေပြီကိုကလူတွေကချစ်သွားပြီကိုကလူတွေကယုံကြည်သွားပြီအော် तू ကအပြောနဲ့အလုပ်နဲ့ညှိတယ်အဲ့တချို့တွေဆိုလို့ရှိရင်လည်းချီတယ်လိုင်းမော်မှာတော့ လူတွေကိုမော်တီတက်စေမဲ့စကားတွေပြောတယ်ဟဟလာလူတွေကိုအစိတ်စိတ်သက်ပိုင်းဆိုင်ရာတွေပြောတယ်အသူကိုယ်တိုင်ကြတော့ Facebook တို့ TikTok တို့မှာစွေးနေတာတွေတင်တယ်လွမ်းနေတာတွေတင်တယ်အအများရန်မကောင်းတဲ့စကားတွေပေါ့နော်မကောင်းတဲ့ဟာတွေအအ negative တွေတင်တယ်ဆိုလို့ရှိရင်ဟောသူကကြတော့လူတွေကိုအစိတ်ချမ်းသာဘလို့နေဘလို့နေဟောသူကိုယ်တိုင်ကကြတော့စိတ်ဆင်းရဲနေတယ်ဒါမျိုးဆိုလို့ရှိရင်လည်းအပြောနဲ့အအလုံးနေကမညီပြန်ဘူးပေါ့နော်အဲ့ဒီခါကြလို့ရှိရင်လည်း customer တွေရုံမတန်တရာဖြစ်နေတယ်အဲ့တော့ကျမတို့က ကိုသွားမဲ့လမ်းကြောင်းကိုဝင်ဝေလိုချင်တဲ့နေရာเนาะအာယောက်ျားလေးတွေဆိုလို့ရှိရင်လည်းဒီဂျစ်တယ်ဘိုင်းနဲ့သွားမဲ့ဆိုလို့ရှိရင်လည်းဒီဘိုင်းတွေမှာကိုဘလောက်ကျွမ်းကျင်ကြောင်းလောက်ကမယ်နောက်တစ်ခုကဆက်ဆက်ချင်းမှာလူတွေကိုအမီးပေးဖို့လိုတယ် free ပေးဖို့လိုတယ်ဒါမှလူတွေကတော့ तू ကဒီဘိုင်းမှာတကယ်ကျွမ်းကျင်ပါလားဟလာ तू ကတကယ်လုတ်တက်ပါလားဒါမျိုးတွေနဲ့မှာကျမတို့ကကျမတို့ရဲ့အမတ်တစိတ်တိဆောက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ချက်ပဲအများကြီးလည်းမရှိဘူး အရင်းနှီးတွေဆိုတာနောက်မှာငွေတွေဘလောက်ရင်းရမလဲဒါတွေမဟုတ်ဘူးနံပါတ်1တည်ယုံကြည်မှုကိုကိုကိုယုံကြည်ယောဂအိမ်မှာကိုကိုကိုတောင်မှကို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 ဟောင်မှမယုံကြည်ဘူးဆိုလို့ရေဘယ်သူကကိုကိုလာပြီးတော့ယုံကြည်မှာလဲဟုတ်တယ်မလားအဲ့တော့ جماعه တို့ဒီအမြဲတမ်းပြောပါတယ် جماعه တို့မှာမွေးရပါဖះကပေးလိုက်တဲ့အစွမ်းစတွေရှိပြီသားအထဲထဲမှာမြုပ်နေတာအဲ့တော့အဲ့ဒါတွေကို جماعه တို့ဒူးပေါ်တက်ဖို့လိုတယ်အဲ့တော့ဒူးပေါ်တက်ဖို့ကြာတချို့တွေကအလွယ်ဆုံးတစ်ခုကို جماعه ပြပြမယ် جماعه တို့ကလူတွေက လက်သေးတွေရှိလာတယ်။စပင်တွေရှိလာတယ်။မျက်တောင်တွေရှိလာတယ်ဟုတ်လား။တစ်နှစ်တည်းတစ်နှစ်ခန္ဓာကိုယ်ကြီးကဝါသွားလိုက်ပိန်သွားလိုက်အဲစသဖြင့်ပြောင်းလဲနေတယ်။မြင်ရတဲ့အရာတွေတောင် ပြောင်းလဲတယ်ဆိုရင်ရင်ထဲမှာရှိတဲ့ cells တွေမမြင်ရတဲ့အုံနောက်ကလှိုင်းတွေ wave တွေဟုတ်လား vibration တွေ frequency တွေကျမတို့ကြားထဲမှာရှိနေတဲ့မသိစိတ်တို့ဘာလို့ ਆ လဲအများနဲ့ပြောင်းလဲနေတယ်အဲ့ဒါတခုရိုးရိုးလေးပဲတွေးကြည့်လိုက် ဟုတ်တယ်မလားအပြင်မှာပြောင်းနေတယ်ဆိုရင်အတွင်းမှာပိုတော်ကပြောင်းသေးတယ်အဲ့တော့လူတွေကတစ်နှစ်တစ်နှစ်အသက်တွေကြီးလာတယ်စပင်းတွေရှည်လာတယ်ပြောင်းလဲလာတယ်ဒါပေမဲ့ဘာတွေမပြောင်းလာဘူးလို့ဆိုယုံကြည်မှုတွေပြောင်းမလာကိုယ်ရင်တော့ယုံကြည်မှုပဲလုံခဲ့တဲ့ခုနှစ်နှစ်ကလည်းဒီယုံကြည်မှုပဲ၁၀နှစ်ကလည်းဒီယုံကြည်မှုပဲကိုယ့်အသက်၁၀နှစ်မှာလည်းဒီယုံကြည်မှုနဲ့ပဲတက်လာတယ်၂၀မှာလည်းဒီယုံကြည်မှုနဲ့၃၀မှာလည်းဒီယုံကြည်မှုနဲ့ဘာယုံကြည်မှုလဲအရန်စူးစမ်းမှ ငွေရှာလို့ရတာအလုပ်တွေအများကြီးလုံးမှပတ်စံရတာပတ်စံဆိုတာကကက်စီကုတ်ရတယ်ချွေတာရတယ်ပတ်စံဆိုတာမသုံးရဘူးအရေးပေါ်ဖြစ်မှသုံးရတယ်ဟုတ်လားငွေဆိုတာရှာရခက်တယ်မတို့တွေကအဲအောက်ချေကနေတက်လာတဲ့လူတွေမို့လို့တထေးတွေလိုမျိုးပတ်စံကိုဖြုံးစရာမလိုဘူးတထေးတွေဆိုတာကအဲဝင်မိသွားလို့ချမ်းသာသွားတာမကောင်းတာလုပ်ပြီးတော့ချမ်းသာသွားတာတထေးတွေနဲ့မပေါင်းနဲ့သူတို့စိတ်သက်တည်ကူးလာမယ် ငါတို့တွေကရေရိုးတတကြကြိုးစစဒီမှာအာဇီဝဘာညာကွိကွဆိုရအဲ့ဒီရှုံကြည်ချက်တွေနော်လောကကြီးမှာသူများတော်မှလုံနိုင်ကျမတို့လည်းလုံနိုင်တယ်အားလုံးကလူသားတွေကြီးပဲလေအားလုံးကအချိန်24နာရီပဲရကြတာဟုတ်လားအားလုံးကကိုကြိုးစားရင်ဖြစ်တယ်ဒါပေမဲ့ကို့မှာကိုကြိုးစားရင်ငါဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်အရင်ရှိဖို့လိုတယ်အဲ့ဒါရှိရင်90ရာခိုင်နှုန်းကသိကြနေပြီဒါပေမဲ့လူတွေတော်တော်များများလောက်တာလုံနေတဲ့ယုံကြည်ချက်မရှိဘူး ဘာမယုံကြည်ရလဲကိုယ့်ကိုကိုမယုံကြည်ဘူးသူများကိုကြတော့ယုံကြည်တယ်ဟဲ့သူတော်လိုက်တာသူလုံနိုင်လိုက်တာကိုကရောကိုလည်းလုံနိုင်တယ်ကိုလည်းလုံနိုင်တယ်ကျမတို့ကမွေးရပါရဲ့ချင်းရှိပြီးသားအဲ့တော့ကျမတို့ကအခုနောက်လိုမျိုးဆိုလို့ရှိရင်မနေ့တိုင်းမှာ information တွေရွတ်လို့ရတယ်ငါအကောင်းဆုံးလုံနိုင်တဲ့လူငါကအတော်ဆုံးလူငါကငွေတွေအများကြီးရှာနိုင်တဲ့လူငါကငွေတွေကိုလွယ်လွယ်ကူကူရတဲ့သူအဲ့ဒီလိုမျိုးစကားတွေကိုအမြဲတမ်းပြောနေအထဲထဲကဆဲเสียပြောင်းလာတယ်အရင်တော့က ယုံကြည်ချက်အဟောင်းကငွေဆိုတာလွယ်လွယ်ရှာလို့မရဘူးဆိုတော့အဲ့ဒီအကြောတွေအဲ့ဒီဆဲစေအထဲထဲမှာရှိတဲ့အရာတွေမသိစိတ်ကပြောင်းလာပြီးတော့ဘာဖြစ်လာလဲဆိုတော့အော် तू ကငွေကိုလွယ်လွယ်ကူကူရှာလို့ရပါလားအဲ့ဒီအချိန်မှာငွေကိုလွယ်လွယ်ကူကူရှာဖို့အတွက်အရင်းအမြစ်တွေအခွင့်အလမ်းတွေအခွင့်အရေးတွေအဲ့ဒီအရာတွေကို universe ကအော်တိုပို့ပေးတယ်ငွေလွယ်လွယ်ကူကူရဖို့အဲ့တော့ကျမတို့ကပြင်ပကအရာတွေပြောင်းနေတယ်လို့ပဲကျမတို့ရဲ့ယုံကြည်ချက်အဟောင်းတွေကိုပြောင်းဖို့လိုတယ်အဲ့တော့ဒီနှစ်ချက်က ကိုယ့်အကိုယုံကြည်သူများယုံကြည်အောင်တိဆောက်ကိုယ့်အကိုယုံကြည်ပြီးရင်သူများတွေကိုယ့်ကိုယုံကြည်အောင်တိဆောက်ဒါဆိုလို့ရှိရင်မိတ်ဆွေအနေနဲ့ဝင်ဝေလမ်းချောင်းဖန်တီးဖို့လွယ်ကူပါတယ်ယေစုတင်ပါတယ်ကျမနာမည်မမိုးသက်လို့ခေါ်ပါတယ်ယေစုတင်ပါတယ်